မင်္ဂလာပါရှင်ကွန်ပျူတာကွင်ကွန်ပျူတာ training center မှာကြိုဆိုပါရစေဒီရှင်တို့ဒီနေ့မျှဝေသွားမယ့်အကြောင်းအရာလေးကတော့မန်ဆဲအစားထို center cross selection ကိုဘယ်လိုနေရာတွေမှာအသုံးပြုမှာလဲဒါလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါရဲ့ရှင်အဲ့တော့ကျွန်တော်အေးစဲမှာဆိုလို့ရှိရင်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ total ရှိမယ်ဒီ total ဒီကျွန်တော်ကမန်ဆဲလောက်ထားတယ်ဟုတ်ပြီဒီနေရာမှာကျွန်တော်က total ထပ်လို့ခြင်းနဲ့ဆိုအော်တိုဆန်းနဲ့ပေါင်းနဲ့အန်နာကောက်ချလိုက်တဲ့ဆိုတာဒီတိုင်းဆိုရင်မှန်တယ်လို့လို့ရှိတာပေါ့နော် အဲ့လိုမဟုတ်ပါဘူးတချို့တို့ကသူ့ရဲ့ဇန်နဝါရီလရဲ့ data တွေကိုကျွန်တော်ကဒီအောက်ဒီဇလက်အကုန်လုံးလိုချင်တယ်အဲ့ဒီလိုမျိုးလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကဆက်လက်မှတ်လိုက်တဲ့အခါမှာဒီလိုမျိုးလေးဖိပြီးတော့ဆွဲလိုက်တဲ့အခါမှာ မတ်ဆဲပါနေတဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့မတ်ဆဲသည်1ဆဲဖြစ်တဲ့အတွက်အဲ့ဒီ1ဆဲနဲ့ဂျန်နဲ့ဆဲနဲ့ဒီမှာဆက်လက်ဝင်သွားတယ်။ဒါဆိုရင်တချို့လူကအောက်ကဒေတာတွေကိုဆက်လက်ဆွဲတဲ့အခါမှာအဆင်မပြေတော့ဘူး။ရမနော်။အဲ့တော့တချို့လူကမတ်ဆဲမသုံးမဲနဲ့ပြန်ပြုတ်လိုက်မယ်နော်။မတ်ဆဲကိုမသုံးမဲနဲ့ကိုဆက်လက်ပေးခြင်းတဲ့ဒေတာတွေကို ကိုပိုပါပေါ့စာကိုဆန္ဒရောက်ရှင်တဲ့ဆဲလေးကိုဆက်လက်လေးပေးလိုက်ပါပေါ့နော်ပေးပြီးသွားရဆိုရင်ကျတော့ alignment တွေကနေပြီးတော့ဒီမြားလေးကိုတစ်ချက်ကလေးခောက်လိုက်ခောက်ပြီးသွားရဆိုတော့ကျတော့ဒီ horizontal ဆိုတဲ့နေရာလေးမှာ center cross selection ကိုရွေးချက်ပေးလိုက်ပါ center cross selection ကိုရွေးချက်ပေးလိုက်တဲ့အခါမှာအဲ့ဒီစာဒီအစဲအကွက်ရဲ့ကျတော့အလဲတက်တက်မှာရောက်နေမယ်ဒါဆိုကျတော့ဇန်နဝါရီလရဲ့ data တွေကိုကျတော့ဖြည့်ဆွဲကြည့်ရအောင် ။တော်ဒီမှာချော့ချော့ရှူရှူပဲအောက်ထိရောက်သွားပြီ။ဟုတ်ပြီနော်။ဒီမှာရောက်သွားပြီ။အောက်ကဆဲဝင်ကတော့ကျွန်တော်ကမက်ဆဲလောက်ထားတယ်။မက်ဆဲလောက်ထားဖြစ်တဲ့လေဒီမှာဆက်လက်ဝင်နေတယ်။မက်ဆဲလို့ပြုတ်လိုက်ပါ။ပြီးရင်တော့အဲ့ဒီဆဲဘက်မှာ right click ကျွန်တော် format ဆဲတော့သွားလိုက်ပါ။ horizontal alignment ရဲ့အောက်က horizontal ဆိုတဲ့နေရာမှာ center for selection ကိုယူ okay ပေးလိုက်ပါ။ဒါဆိုရင်ကျွန်တော်ကဇန်နဝါရီလတလတဲ့ကိုဒီမှာ select ဆွဲချင်တဲ့အခါမှာ အဲအဆင်ပြေစွာပဲအဆက်အဆက်လက်ဆွဲလို့ရမှာပဲဖြစ်ပါလေရှင်အဲ Center Cross Selection ကိုဒီလိုနေရာလေးမှာအသုံးချပါလေနော်အဲ့တော့နောက်တစ်ခုကကြဒီလိုမျိုးခေါင်းစဉ်တွေပေါ့ခေါင်းစဉ်တွေဆိုလို့ရှင်တဲ့ကျွန်တော်ကပါအာတစ်ချက်ပေါ့နော်ခေါင်းစဉ်ကိုမြင်သာအောင်လို့အဲ့တော့ဒီခေါင်းစဉ်တွေကိုရေကဆွဲလိုက်တဲ့အခါမှာကျွန်တော်ကလိုချင်တဲ့အတိုင်းအတာကထားပါဇန်နဝါရီနဲ့ဖေဖော်ဝါရီလကိုပဲလိုချင်တယ်ဆိုဒီမှာအဆင်မပြေတော့ဘူးဟုတ်ပြီဒါဆိုလို့ရှင်ဒီဆဲဝက်တွေကိုဆက်လက်ကလေးပေးမက်ဆန်တာမသုံးတော့နဲ့ right click ကျတော့ format ဆန်တဲ့ကိုသွားလိုက် center box selection လေးကိုရှေ့ကိုရွေးချက်ပေးလိုက်ပြီးရင်ကိုပြင်မယ်ဒါဆိုရင်တော့ကျတော့ဒီမှာချောချောချူချူပဲ January လအောင်မှတ်မလား February လအောင်မှတ်မလား March လအောင်မှတ်မလားဒီလိုလေးမှတ်လို့ရပါပြီနော်အဲ့တော့ဒီချင်းတင်ကန်းစားလေးကဒီလောက်ပါပဲ။မန်ဆယ်အစားကုန်စင်တာကော့ဆယ်လက်ရှင်ကိုဒီလိုနေရာလေးမှာအသုံးချပေးလို့ရပါလိမ့်ရှင်။ဒီချိန်ကတော့ခုမနကဘင်းရဲ့ founder and trainer တော့နန်းကျော်ခိုင်မဖြစ်ပါရဲ့။ဒီလိုမျိုးအကျိုးလုပ်ငန်းခွင့်အတွက်အကျိုးရှိပြီးတော့အာအမြဲတမ်းပေါ့နော်အသုံး ြုရလွယ်ကူစေမယ့်ဒီလက်နေကိုနောက်ထပ်နောက်ရက်သင်ခန်းစာလေးမှာကျွန်တော်ထပ်ပြီးတော့မျှဝေပေးသွားပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်